မင်္ဂလာပါရှင်စံတော်ချိန်ကပတ်စံတစ္ဆပေးတိသာဖြစ်တဲ့ဒီပညာရေဝန်စီသင်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခုပြတ်မှာဆုံးတပုံးနေနဲ့ကူအောင်ဖြစ်တဲ့ကလူတွေစပိုးကြိုက်ခံရတဲ့စရကြောင့်ကိုတင်ဆက်ပေးသွားပါမယ် တတပေတရာဆီမန်လာတူလာရီယပ်စ်လို့ခေါ်တဲ့ဇပိုးတွေကလူသားတွေရဲ့နေစဉ်ပွားတဲ့စတင်ဝင်ရောက်ချိန်ဟာအဲ့ရာတွေမရှိသေးမီကလေးကပဲဖြစ်တယ်လို့သိပ္ပံပညာရှင်တွေကဆိုပါတယ်အမေရိကန်ပြည်ထောင်စုဗာဂျီးနီးယားနည်းပညာတက္ကသိုလ်ကသိပ္ပံပညာရှင်တွေရဲ့အဆိုအရဂျပိုးတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း6000လောက်ကပဲလင်းတို့ရိစီကနေတဆယ်လူသားရိစီရောက်လာတယ်လို့သိရပါဗျ။ဂျပိုးတွေကလူတွေကြားတဲ့ဆောက်ရောက်ချိန်ကဒီကနေ့မှတော့ပျောက်ကွယ်သွားပြီဖြစ်တဲ့နီယန်ဒါသဲလူတွေတောက်ကူတွေတဲကထွက်လာတဲ့အချိန်ပဲဖြစ်ပါဗျ။ ဒီတော့ဂျပိုးတွေကလူတွေရဲ့နေထိုင်ပွားတွေကိုဝင်ရောက်လာတဲ့အခါကြွမဲတွေဂျာမန်ဗိုလ်ဟက်တွေဝင်လာတဲ့ချိန်ထက်အများကြီးပိုဆော်ပါတယ်။လူသားတွေရဲ့နေထိုင်ပွားတွေကိုကြွမဲတွေစရောက်လာချိန်ကတော့လွန်ခဲ့တဲ့နှစ်ပေါင်း15000လောက်မှဖြစ်ပြီးတော့ဂျာမန်ဗိုလ်ဟက်တွေကတော့လွန်ခဲ့တဲ့နှစ်ပေါင်း21000လောက်ကမှလူတွေရဲ့ဘွားတွေကိုရောက်လာတာပါ။လင်းတော်ရီစီကနေဆောက်ရောက်လာတဲ့သဘိုးတွေကတော့လွန်ခဲ့တဲ့နှစ်ပေါင်း2000ခန့်ရေခဲလွှာတူအမြင့်ဆုံးနောက်ဆုံးဖြစ်တဲ့မှာကောင်းရီတွေကစီပင်ပွားပြလာတယ်လို့သိရပါဗျ။ က်လက်ပြီးတော့နောက်ဆုံးတစ်ပုတ်တင်နဲ့အပင်တွေပိုကြီးထွားတက်မှာပေါ့ကန်ဝင်ဂီတတွေဖွင့်ပေးကြမယ်ဆိုတဲ့ကြောင့်ကိုတင်ဆက်ပေးတော့ပါမယ်။ကိုစိုက်ထားတဲ့အပင်တွေကပိုပြီးတော့ကြီးထွားတက်မှာစီဘူးဆိုရင်ဘာမှမဆိုလှုပ်ကြမဲ့ဥယျာဉ်မှုတွေအတွက်ရိုးစင်းတဲ့နီလန်တစ်ခုကိုသိပ္ပံပညာရှင်တွေကဖော်ထုတ်တွေ့ရှိထားပါတယ်။အဲ့ဒီနီလန်ကတော့အတန်ချက်ဆက်တစ်လုံးနဲ့အပင်တွေကိုတခြင်းတွေဖွင့်ပြရတဲ့နီလန်ပဲဖြစ်ပါတယ်။အပင်တွေကိုသတိသင့်တွေဖွင့်ပြမယ်ဆိုရင်တော့ အပင်တွေဟာပိုပြီးတော့ကြီးထွားလာပြီးတော့အခက်တွေလည်းပိုပြီးဝေဆာလာနိုင်တယ်လို့ပြည်ထိုင်နိုင်ငံ Oxford တက္ကသိုလ်ကသိပ္ပံပညာရှင်တွေကဆိုပါတယ်။ဒါပေမဲ့ဒီနီလန်းကိုတုံးတဲ့နေရာမှာတော့ဥယျာဉ်မှုတွေအနေနဲ့သချင်းတွေကိုမှန်မှန်ကန်ကန်ရွေးချယ်ဖွင့်ပေးဖို့တော့လိုပါတယ်။ပြည်ထိုင်သုတေသနပညာရှင်တွေရဲ့လေးလာတွေ့ရှိချက်တွေရဆိုရင် GS Bank ရဲ့တရောလက်တံလိုမျိုးကန်နဝင်ဂီတတွေနဲ့ထိတွေ့ရတဲ့အပင်တွေကကြီးထွားမှုနှုန်းပိုကောင်းလာတတ်တယ်လို့သိရပါဗျ။ ဒါပေမဲ့ rock guitar နဲ့ထိတွေ့ရတဲ့အပင်တွေကတော့ကြီးထွားမှုနှုန်းအားနဲ့နေတတ်တယ်လို့ပြည်ထောင်သုတေသနပညာရှင်တွေကပြောပါတယ်။ဒီဘက်ရဲ့နည်းပညာရဝန်စီစဉ်ကိုတော့လောက်နေပဲရနာပြသည်ရှင်။နောက်တဲ့ရင်ပတ်တွေမှာလည်းအစားအသောက်ဝင်သောက်ဝဲကောင်းတဲ့စားအုပ်တွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့စောင့်မျှကြည့်ရှုကြဖို့ဖိတ်ခေါ်ရင်းနဲ့နှုတ်ဆက်လိုက်ပါရစေ။